ကိုယ်ကလည်းသူဆုံးသွားခဲ့တာတပတ်စေချိုရှိလာခဲ့ပြီပဲဖြစ်ပါတယ်။တည်တဲ့သူကတည်သွားပြီနေလို့ကမပြီးနိုင်ကြသေးဘူးလားဆိုပြီးတော့တချို့ကလည်းပြောနေကြပါနဲ့ သူဟာတကောဆွဆွနေထိုင်တတ်တဲ့သူသူဟာမိခင်အိုကြီးကိုလောက်ကန်ကျူးကွနေတဲ့သူသူဟာတေးဆောင်တဲ့နေရာမှာလည်းဘက်ဆုံးထူးထွန်းထင်မြင်တဲ့သူတားလေမာလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့ရောနောက်ပြီးကြတော့သူ့ရဲ့တည်ဆုံမှုဖြစ်စဉ်ကလည်းလူတွေလက်ခံယုံကြည်စရာမရှိတဲ့အတွက်ကြောင့်မို့သူ့ကိုတာယုံဖြစ်နိုင်ဘူးလို့ယူဆနေတဲ့အတွက်ကြောင့်မို့ဒါအခုချိန်ထိမပြေနိုင်မစည်းနိုင်စိတ်ဝင်စားရှိနေကြတာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီဗီဒီယိုလေးမှာ သူဘာကြောင့်ဘလို့တည်ဆုံးရတာလဲဘလို့ဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့တည်ဆုံးမှုဖြစ်စဉ်ကသူ့ရောတာယုံဖြစ်ရလားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားလုံးအတူတူလေ့လာကြည့်ကြအောင်ပါအခုတော့ဒီညီလေးကလည်းသူ့အကောင့်မှာဒီ8ဆိုတဲ့ဆက်လုံးမဟုတ်တော့တခြားစာကြီး သူနဲ့သူ့ကောင်မလေးရဲ့အပြုံးတွေကအသက်ဝင်နေလို့ခံစားရတယ်နော်သူကမလေးတတော်ကအစ်တူတလုံးပဲရေးထားတယ်မင်းနေဝေပေါ့ ဒီညီလေးရဲ့ Facebook မှာကြာတော့အဲ့ဒီ8ဆိုတာလေးကိုအသေးလေးနဲ့လုတ်ထားတယ်ဆိုတော့ဒါ connection ရှိရဆိုတဲ့သဘောတည်းအောင်တာပေါ့ဗျာချိန်ဖြစ်နေတယ်ဆိုတဲ့သဘောမျိုးဖြစ်နေတာပေါ့အဲ့ကျွန်တော်ပြည်သက်တရားလေးဒီချိန်လေးကိုတော့ပြီးတော့တွေ့ကြမြင်ကြရင်အခုတော့ဒီညီလေးကလည်းသူ့အကောင့်မှာဒီ8ဆိုတဲ့ဆက်လုံးမဟုတ်တော့တခြားစာတွေပြောင်းသွားတယ် ဒါဟိုညီလေးရဲ့တစ်တော်မှာတင်ထားတာလေးပါနော်တတလုံးအတွက်မဟုတ်ရင်ဘယ်ဒစိန်းစီကမှချစ်တယ်ဆိုတဲ့စကားကို ထပ်ပြီးမကြားချင်တော့ဘူးသူကလည်းဘယ်ချစ်တဲ့ပုံစံမျိုးပူရှုပ်တဲ့ပုံစံမျိုးမဟုတ်ဘူးလို့ခံစားရတယ်နော်ဘာအဓိပ္ပာယ်ဒီလေ Það er bár hverja? Það er bár hverja? Það er bár hverja? Æ, tjá. Það er bérum að tveit aðgeri hæðilega ráðum því þegar með tveiðið komaðið að þessum leðið sem að því ါတို့ကသုံးခွင့်စာရင်သုံးယောက်ဖြစ်သွားခဲ့ကြတာဒါတို့ရောတို့မဟုတ်ဘူးဆိုလို့တွေးမယ်ဆိုရင်တွေးကျင်ရစရာကြီးကိုဖြစ်နေခဲ့ကြတာပေါ့ဘာဖြစ်လို့လဲဆိုတော့တို့ကယူယူတာမန်တကယ်တကယ်ချင်းအစ်မန်နေမဟုတ်ဘူးကောင်မလေးတယောက်ကိုနှစ်ယောက်ကပြိုင်လူချစ်နေကြရင်ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်နေကြလို့ပဲဟုတ်ကဲ့ကျွန်တော်အောင်စက်ကြည့်ကြအောင် thank you

မျိုးစုံကျိုးကုန်နေတာဖြစ်နေတာပဲเนาะပြည်သက်တွေကလည်းဒါဒီဖြစ်စဉ်မှာသူယူတာယူဟုတ်ရလားဆိုတော့အဓိကသိချင်နေကြတာเนาะအဲ့ကြတော့ဒီမှာကဒါဒီလူလေးတွေရှိနေကြတယ်တကယ်အသက်ဝင်နေဟိုညီမလေးတကယ်ကိုချစ်တတ်တဲ့ပုံစံမျိုးပြာเนาะအတူတူရှိနိုင်ဖို့ဆိုတဲ့စိတ်ကလေးနဲ့အရာရာအရာအားလုံးကိုရင်ဆိုင်ခဲ့ရတာနေ့တွေလတွေပြဿနာတွေအကုန်လုံးကိုချစ်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့တိုက်စားခဲ့ရတာ ငါမှလာမင်းမရှိတော့ရင်အဲ့ဒီစိတ်တွေကအယုတ်ကျူးပြက်လေယုတ်ကျူးပြက်လေပြုံချသွားမှာတဲ့နော်ဒါကြောင့်ငါကြိုးစားပြီးရှစ်ဆက်မယ်တဲ့ငါအနာမှာအင်္ဂလိပ်ရှိနေပြီပါတဲ့သူ request လုပ်ထားတဲ့စာလေးပေါ့ငါအနာမှာအင်္ဂလိပ်ရှိနေပြီပါဆိုပြီးတော့ဒါသူ့ရဲ့ issue လေးကိုပဲပေါ့ပြောရရင်တော့သူလည်း feed line မှာလေးတကယ်အချစ်တက်တဲ့သူလေးလို့ထင်ရတယ်ဗျာနော် ဘောမှာဘာမှမဖြစ်တော့ဘူးတဲ့ဒီတိုင်းလေးပဲတွားကြမှာဆိုတဲ့အတွေးတွေကရောင်းမြန်နေဖြစ်သွားခေမတန်ရည်လို့ကောင်းကောင်းမရောက်သေးအတွေးတွေကလူကိုတတ်နိုင်လိမ့်မယ်လို့ထင်မှားဘူးတဲ့စိတ်တွေအယံမွန်းချက်မိတယ်သူကဖီတရိုင်းနမလေးပေါ့ကွာသူတို့ဒီချင်းဒီချင်းမန်ရောပေါ့ နပတ်တပ်ပြီးတော့တရင်တခုအားဘယ်လိုမျိုးတင်ဆက်ထားလဲချက်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 တွေတော့အားလုံးလည်လာကြရအောင်ဒီမီဖိုတီယိုဆောင်သူနဲ့ပတ်သက်တဲ့တရင်တွေဟာဒီအပိုင်းတောက်ရှောင်မြင်တွေ့နေရတာကြောင့်ပြည်သက်တို့ရိုးရင်နေမယ်ဆိုတာကိုသိပါတယ်။ဒါပေမဲ့လည်းဒီတစ်ခါပေါ့ချလာတဲ့သူနဲ့အစည်းအဝေးဖြစ်တုန်းကအတူတူရှိခဲ့တဲ့ချစ်သူကောင်မလေးရဲ့တရင်တွေဟာအရန်ကိုစိတ်ဝင်စားဖို့ကောင်းလို့နေပါတယ်။သူနဲ့ချစ်သူလေးလိုတရင်တွေထွက်နေခဲ့တဲ့ကောင်မလေးဟာစိတ်ဆက်ထားတဲ့သူရှိပါလိမ့်ရဲ့နဲ့သူနဲ့ဆက်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ။ဒါဆိုရင်အဆိုပါနှင်းဝေလို့ခေါ်တဲ့ကောင်မလေးဟာသူနဲ့စိစံထားတာလေ။လူတည်ဆုံးမှုနဲ့ပေါက်ပြဲမှုတွေဟာပတ်သက်ဆက်နွယ်မှုရှိလားဆိုတာကိုယခုဗီဒီယိုလေးမှာပြောပြပြီးတော့မှာဖြစ်ပါတယ်။ကျုပ်ဆောင်သူဟာအနည်းငယ်လောကမှာပြောပြောနေတယ်လို့လူချီလူခင်ပေါ်များတဲ့အကြောင်းတွေကတော့ဘရင်းသက်တို့တီးပြီးသားကိစ္စတွေဖြစ်နေကြကြောင်းအချင်းမချဲ့တော့ဘဲလူရင်းကိုပဲတွားလိုက်ကြရအောင်အက်ဆီဒန့်ဖြစ်တဲ့အချိန်တုန်းကကားပေါ်မှာပါလာတဲ့သူကအတိအကျ၃ယောက်ရှိပါတယ် အဲတုံးရောက်တဲ့မှာသူတယောက်တည်းသာတည်ဆုံသွားခဲ့ပြီးကျန်တဲ့နှစ်ယောက်ဟာတရားအပြင်းထန်မရခဲ့တာကြောင့်ဒီအစည်းအဝေးဟာအယူသားဘူးလို့လူကတတ်မှတ်ကြတာဖြစ်ပါတယ်အဖြစ်မှန်ကိုအားလုံးသိချင်နေကြတဲ့အချိန်မှာပဲဘယ်ကမှမသိပေါ်လာတဲ့ကရုံးနဲ့ဘဲကြီးဟာသူရဲ့ရဲ့လက်ခဏရပြီးရင်ကားပေါ်မှာပါတဲ့တခြားသူတွေထွက်ရှင်းကြလိမ့်မယ်လို့ဂျိုးပြီးအတည်ပြုခဲ့ပါတယ်တကယ်လည်းသူရဲ့ကောင်းမလေးဟာမနေ့ကတော့အခုချိန်ထိတော့ထွက်ပြီးတော့ရှင်းရတယ်နော် အဖြစ်အမှန်တွေကိုဖော်ရှင်းပြခဲ့ပြီးတနာအောင်လုပ်ခဲ့ပေမယ့်ဒီမှာအတိတ်ဟောင်းတွေပေါ်ထုတ်ခံရပြီးအခြေအနေတွေကပိုပြီးဆိုးရွားလာခဲ့ပါတယ်။ဒီရဲ့ကောင်မလေးကသူ့ရဲ့လူမှုကွန်ရက်မှာရေးတင်ထားတာကတော့သိချင်တာကိုနည်းနည်းလေးအရင်ပြောပြပါမယ်။ဘယ်သူမှလုံချင်တာလည်းမဟုတ်ဘူး။ညာဘက်ပြန်ကန်ကြီးတနာကြီးထိုးသွားတယ်။အဲအချိန်တောင်းလဲတောက်ထားတယ်။ပြန်ကန်ကြီးအရန်နောက်ကျနေလို့ကားကိုအချိန်နည်းနည်းတင်ပြီးမောင်းလိုက်တယ်။အဲ့ဒီအချိန်နားနဲ့နောက်အခန်းကအကူကတားပေမယ့်ဘယ်သူစကားမှနားမထောင်ဘူး။အဲ့ဒီမှာတနာကြီးလောက်မှာ ထွက်လာကြတယ်ဒီဘယ်ကောင်နဲ့ဘယ်ပြည်ပြတ်ကြကြတော့ဒီမှာသူတောက်စားပြီးထွက်လာကြတယ်အဲ့နေရာမှာရုပ်တရက်အရှင်တင်ပြီးတော့မောင်းလိုက်တာဒီနေဝင်တိုက်ဝင်အောင်လို့ဒါဆုံးသွားတယ်ပေါ့ဒီပြစ်စင်ကလည်းသူတို့ပြောတဲ့တိုင်းဘုပ္ပါဘုလို့လည်းအရင်ကြီးတော့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲသူရဲ့စိတ်ထဲမှာလည်းသူကောမလေးနဲ့ပတ်သက်ပြီးတော့ဒီကောင်ဒီနောက်ဒီဒီရောက်နဲ့ပတ်သက်ပြီးတော့ ယနေ့မှာခန်းစားချက်တွေမကောင်းဘူးသူကခန်းစားနေရမှာအဲ့ဒါဘာလို့လို့ဘယ်လိုတော့မသိဘူးနဲ့စိတ်ထဲမှာချက်ပြီးတော့အဲ့အဲ့ဒီပြန်လဲစီးနေတာနဲ့အခုလို့လောက်တော့ခဲ့တာပေါ့ဒါလည်းစဉ်းစားကြရအောင်နော်အချစ်တွေကမွန်တူတော့မစဉ်းစားမှတော့တတ်နိုင်မယ်ဆုံးဖြတ်နိုင်မယ်လူကြီးစီစဉ်တော့ခဲ့တာလားပေါ့ဒါပထမတစ်ချက်ပေါ့ဒီမတိမထိန်တာပဲပေါ့သွားတာ ဖြစ်ဖြစ်ချင်းကတတိယတော့အုံလုံးကိုအကူကြီးတောင်းနေသက်ဆိုင်ရာလူကြီးတွေခေါ်တယ်။စေယုံပို့ပေးခဲ့တယ်။ခေါင်းကိုချုပ်ပေးပြီးရနဲ့တ냐လုံးဒီတိုင်းထားထားတယ်။ဘာကြောင့်ထားတာလဲဆိုတော့တော့ဆရာဝန်တွေထက်ငါ့ကိုမသိဘူး။စေယုံတက်နေတဲ့တုံးရလုံးဘာပဲအကုန်လုပ်ပေးတာ။အဲ့လိုဖြစ်နေတဲ့အချိန်ငါ့ဖေကိုယ်တိုင်ကလည်းစေယုံမှာအသက်ခေါင်းကိုချုပ်ပြီးဒီတိုင်းမင်းထားတယ်နော်။ဘာမှလုံးမလုပ်ပေးဘူးတဲ့။ဒီတိုင်းမင်းထားတာတဲ့။ဒါရရဲ့စဉ်းစားရဘာကြောင့်မလုပ်လုပ်ကြတာလဲ။နော်သူသူကကမလေးဖြစ်ချင်တယ်ကမလေးကတော့သူရဲ့ဖြစ်ချင်တဲ့ဖြတ်ဖြတ်သွားပြီ ရတာအားလုံးသိချင်နေတာကိုပြောပြပြီးပြီးယုံနာမယုံနာကတော့ကိုကြောင့်ပဲအဲ့ထက်အတွင်းကြကြသိချင်ရင်သူ့အမေကိုသာသွားပြီးတော့သူတည်သွားတဲ့အချိန်ကနေရက်လည်းဒီအကောင်ဆုံးလုပ်ပေးပြီးပြီမို့အားလည်းပြန်ငါလုံးနေဆိုပြီးရေးတင်ခဲ့တာလေးဖြစ်ပါတယ်နေဝေဟာဆစ်စင်အစားဆုံးကိုသေးချရှင်းပြခဲ့ပြီးမယ်သူတည်ဆုံးမှုမှာကိုပြင်းနဲ့ကိုပဲလို့ပြောဆိုနေတယ်လို့သဘောထားတက်ရောက်နေတာကြောင့်သူရဲ့ပရိသတ်တွေကဒေါသထွက်ခဲ့ကြရပါတယ်ဒီမှာရောင်ကြောင်အမှန်တွေလဲဖော်ထုတ်ခံခဲ့ရပြီဒီဂျီသမားတယောက်ဖြစ်တဲ့ဒွေးကိုကိုနဲ့အရင်ဆက်ဆက်ခဲ့တာဖြစ်ပြီးသူနဲ့ကဖောက်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါ ဒီကြီးသမားတယောက်ဖြစ်တဲ့ဒွေးကူကိုနဲ့ဆက်ဆက်ခဲ့ပြီးဆိုတော့ဒီတရင်ကတော့ပြောသွားတာဒါပေမဲ့တချို့ရဲ့ဒီမဲ့နေမှာပြောဆိုနေတဲ့သူတွေပြောဆိုနေကြတာတော့ဆက်ဆက်နဲ့မှာဒွေးကူကိုနဲ့ပြက်ပြီးတော့မှထူးနဲ့တွဲတာလို့တိလာတယ်เนาะဒါ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 တစ်ချက်ပဲเนาะအဲ့ကြတော့သူနဲ့လက်ရှိတွဲနေတဲ့သဘောမျိုးမျိုးမှာဟိုညီလေးကထပ်ပြီးတော့ဝင်လုံးတော့ဝင်ပြန်ကတ်တာပေါ့ဒါစဉ်းစားကြဖြစ်လာ ရှင်းတိုင်းမှုဖြစ်ခဲ့တဲ့သူတယောက်ရဲ့ကားဟာလေလိုင်စင်ပဲဝိတော်ကားတစ်စီးပဲဖြစ်ပါလေလက်ရှိအချိန်မှာသူရဲ့ချစ်သူဟာသူမဖြစ်ရှင်းထားတဲ့ပို့ဆွေကိုဖျက်သွားပြီဖြစ်တယ်လို့သူမရဲ့အကောင့်နဲ့အားလုံးကိုလည်းဖိတ်ထားပြီဖြစ်ပါလေဒါသူရဲ့ကော်မတီတင်ထားတဲ့စာစောစံရမှာတည်င်းကနေပြီးတော့ဖတ်ဖြတ်ပါတော့ပါပေါ့အဲကျွန်တော်ထူးကား accident ဖြစ်တဲ့နေ့က2ရက်ကောင်းမှာမှာ တန်ရာတစ်ချစ်တည်းမရှိဘူးတန်တန်တည်းတည်းမရှိဘူးမရှိဘူးတဲ့နေမှာပေါ်ပဲတဲ့တန်ရာကြီးတွေ့ရတယ်တဲ့အဲသူတငယ်ကြီးစုတငယ်ကြီးခင်ရသိဆိုတော့ကောင်းကမင်းမြောက်လို့မင်းမြောက်လို့ဆိုသူအထက်ဖက်ကခေါ်တဲ့ဟာပေါ့ဆရာတော့နားမလည်မင်းမြောက်လို့ထိထားတယ်တဲ့သုံးယောက်ကထူးနေတဲ့အဲ့သုံးယောက်ကကျတော့ထူးနေတဲ့အခန်းမှာငါးထားတဲ့မြောက်ကောအိမ်မှာပေါ့နေရတစ်ဖက်ကျော်ပဲရှိသေးတယ်တာကေတာခင်ရသိဆိုတော့အကောင်ရဲ့မိသားစုက သူတာအဲအမှုမှာအပူပန်းမှာဆိုလို့ဆိုပြီးတော့မိသားစုလိုက်နိုင်ရင်မှထိုင်ပြလာကူနေပေးတာပေါ့ကွယ်ခုနကသူနဲ့ပတ်သက်ပြီးတော့ PC ဆိုတဲ့ညီမလေးတင်ထားတဲ့အကြောင်းအရာတွေကလည်းဒါကျွန်တော်တင်ထားပြသဖြစ်တယ်။သူတင်ထားတဲ့သူပြောပြထားတဲ့အကြောင်းအရာတွေကတော့ဒါသူရဲ့ကောင်မလေးကနော်တိရိုက်တံအားတွေမရှိခဲ့ဘူး။နာရေးကြမှာသူတိရိုက်တံအားတွေပါလာတယ်လို့မျိုးသူ ပြောပြထားတယ်။ပြီးတော့ဟွန်ကြီးလေးကမိညောင်ယူအဲဒါဒီတင်မပေါ့မိညောင်ယူ အထိခိုက်သွားတယ်ဆိုတဲ့ပုံစံမျိုးပြောထားတယ်ပြီးတော့အခုချိန်ထိထူးငါထားတဲ့အခန်းမှာပဲအဲ့ဟိုညီလေးနဲ့ဒီထူးရဲ့ကောင်မလေးဟာအတူတူနေနေကြတယ်ဆိုပြီးတော့ဒါပြောထားတယ်ပေါ့အဲ့ကျတော့သွားတဲ့သူကတော့သွားပြီကျန်တဲ့သူနဲ့ဇပောင်းမယ်ဆိုပြီးတော့မြန်ဘလူနေနေဘာပဲဖြစ်ဖြစ်ဆိုပြီးတော့နေနေကြတာလားပေါ့ဟိုညီလေးကလည်းအရင်အဲ့ချစ်တဲ့ပုံရတဲ့ညီလေးတစ်ယောက်ပေါ့ အဲလက်ရှိခြေနေဟာသူကဒီလိုခြေနေတွေပေါ်မှာဆိတ်ရှုပ်ထွေးပြီးတော့ပောက်ကွဲခံစားရပြီးတော့မွန်းကျက်ပြီးတော့မြန်အဲ့ဒီပင်ကလည်းစီးတာနဲ့တကယ်ပဲအဲ့ဒီပင်ကိုသူကိုယ်တိုင်ပဲဝင်ဆောင်တိုက်လိုက်တာလားဒါမှမဟုတ်ဒါဟာသူ့ဖယ်ထုတ်ပြစ်လိုက်တဲ့စီစဉ်မှုတစ်ခုလားဆိုတာကတော့ကျွန်တော်မျိုးတွေပဲဒီအချက်လက်တွေနဲ့ပတ်သက်ဆက်ဆက်ပြီးတော့စဉ်းစားကြည့်လို့ရပါတယ် အဲ့ဒါသူဘာတွေဘလို့ဖြစ်ခဲ့လဲကျွန်တော်အမျိုးတွေရဲ့အထင်မြင်ယူဆချက်တွေရောဘလို့ရှိလဲ comment မှာရေးခဲ့ပေးပါဦး